နေပြီးတော့စီမံကော်မတီကနေပြီးတော့အမိန့်ကြေညာတာတစ်ခုသတင်းစာမှာဖတ်လိုက်ရတယ်။အဲ့ဒါကဒေါ်စုကြည်နဲ့ NLD ကဝင်ကြီးဝင်လေးတွေမလို့လောဘတွေနဲ့နိုင်ငံတော်ပိုင်ပစ္စည်းနိုင်ငံတော်ရဲ့မြေကိုမလို့လောဘတက်ပြီးတော့လောဘစောတက်ပြီးတော့တိမ့်ထားတဲ့ပိမ့်မှုချိုးထားတဲ့အာဂေမျိုးက36ခွက်ကိုပယ်ဖြတ်ပြီးတော့စီပင်မြေဖြစ်နိုင်ငံတော်ပိုင်ဖြစ်ပြန်ပြီးတိမ့်လိုက်တဲ့ကိစ္စ။အာဒီဘက်ကတွေကဟိုရှင်းမှလည်းရှိခဲ့ဘူးလေ။အဲ့တခုမကောင်းတာက အနိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်တာမှန်တယ်သို့တော်နိုင်ငံတော်နဲ့နိုင်ငံသားပေါ်မှာအမေရိကန်သစ္စာစောင့်တည်နေဆိုရင်ဆိုးရတခုတက်လာလိုက်ပြန်ဆင်းတဲ့အခါအစီပင်လေးဟို sorry အစီပင်ကမြေကွက်တွေကားပါမစ်တွေလုပ်ပိုင်ခွင့်တွေယူပြီးပြန်ဆင်းသွားလိုက်နောက်တဲ့အစိုးရတခုတက်လာလိုက်ထုတ်တယ်မှုနဲ့ပြန်ပြီးဆင်းသွားလိုက်ဆိုရင်တက်လာတဲ့အစိုးရတွေကချမ်းသာပြီးတိုင်းပြည်ကအခွင့်အရေးဖြစ်သွားမယ်အဲ့တခုကတော်တော်ကြီးလွဲမှားအနေနဲ့ကိစ္စဆိုတော့2014နောက်ဆန်ကဝင်ချက်ပေါ့နော်အဲ့တော့ကနောက်ဆန်ကရွေးကောက်ပွဲအတွက်အာတမရဥဒိန်ဆိုင်ရာဖိရှော့ပေးလို့ဒေါ်စုနန်အနေနဲ့ဒီရွေးကောက်ပွဲမှာမှုစ조사ရယ် အာကျွန်မက2015မှာပထမဆုံးမဲပေးရတာဖြစ်တဲ့အတွက်အာကျွန်မမဲပေးဖို့အဲ့ဒီ2015မှာနိုင်ငံရေးစာပေလေ့လာတယ်လေ့လာတဲ့အခါမှာဒေါက်ဆန်းစုကြည်ပြောတဲ့စကားတစ်ခုရှိရဲ့ကျွန်မတို့ NLD ပါတီကအစိုးရဖြစ်လို့ရှိရင်မျိုးကွက်တွေပါကားပါမစ်တွေလုံးဝမရှိပါဘူးတဲ့ဆိုတော့ထိုက်တာပေါ့နော်အဒီလူမင်းတို့လိုဝိုင်းတို့လိုအိနာကြုံချင်းတို့ပြည်တူလိုလိုဘုမသိဘာမသိအာသူများတကလမ်းဆုံးပြီးပတ်ဆက်ရရင်ပြီးရော အာဆယ်လီတွေသူရဲကောင်းဝါတာခိုးခဲ့ကြတဲ့မြန်မာနိုင်ငံကလည်းပဲမသိလို့ရှိရင်ဒေါ်စုကြည်နဲ့ NLD ပါတီနိုင်တဲ့အခါအာစီပင်တရားကြီးပေါ့နော်စီပင်မီကနေပြီးတော့အာမြို့ပြအင်ယာစီမံကိန်းတွေပေါ်ဆောင်ပြီးလူထုကိုအကျိုးအလုပ်ကျွေးပြုတော်မယ်ပုံစံထင်ရကြတယ်။ဒါကြောင့်လည်းပြောင်းလဲခြင်းတက်ပြီးပြောင်းလဲခြင်းတက်ပြီးအော်ခဲ့တယ်။လူထုကလည်းအမှန်တကယ်မြို့ပြအင်ယာစီမံကိန်းတွေနဲ့ပြည်သူလူထုကိုချမ်းသာကြအောင်လုပ်ပေးမယ်လို့ထင်တယ်။ဒါပေမဲ့အဲ့ဒီချိန်တုန်းကအာသမဥသိန်းစိန်ရဲ့သမဥသိန်းစိန်တို့ဒုတိယသမဒီ အဲဒီဟာဒူရာဒူရာမြေအောင်သူကဒီဟာဒူရာတရားမြေဦးတို့ကတက်မတော့အရာရှိတွေဖြစ်တဲ့အတွက်သူတို့တွေမြေဝက်ရပိတာဖြစ်တဲ့အတွက်အာဒူတမရာဆိုင်းမောက်ခံရတယ်ပြီးလို့ရှိရင်တခြားဝင်ကြီးအဆင့်ပြည်တော်စုဝင်ကြီးတွေဆိုပေးမြာပက်လေဒါဒူဝင်ကြီးတွေဆိုပေး150ပက်လေသူတို့အမရယူကြတယ်ပေါ့နော်ရယူကြတဲ့အချိန်မှာတော်စုကြီးနဲ့အန်လေဒီကတမတော်အန်လေဒီပါတီဆိုတာဖြစ်ခွင့်မေကွက်တွေကားပါမတွေလုံးဝမရှိပါဘူးဆိုတော့ပြောင်းလဲချိန်တက်ပြီဆိုပြီးလူတို့ကမဲပေးလိုက်တယ်အမှန်တကယ်အစိုးရလည်းဖြစ်နေဖြစ်ပေါ့ ဒေါ်စုနဲ့ဦးထိန်ကျော်ဦးဝင်းမြင့်တမရပြုတ်နှစ်ယောက်နဲ့ဒေါ်စန်းစုကြည်တို့ကပေ400ဝင်းကြီးတွေအတွက်ကပေ300ဒုဝင်းကြီးတွေအတွက်ကပေ250ဦးသိန်းကြီးအစိုးရတုန်းကနိုင်ငံတော်ကနေပြီးခန်းစား권ဆိုပြီးဝင်းကြီးတွေပေ200ဒုဝင်းကြီးတွေပေ150ယူတော့ကဒေါ်စုနဲ့အနေဒီနဲ့ဒေါ်စုကဖြူသူကိုလိန်ပြီးတော့မဲဆွဲတယ် မြေကွက်တွေမယူဘူးကားပါမစ်တွေမယူဘူးလို့ပြောတယ်အမှန်တကယ်အစိုးရဖြစ်တဲ့ခါကျတော့ဥသိမ့်ပိန်တော့ဟာတော့200 150ပဲယူပြီးတော့ဒေါ်စုကြီးကနှစ်ဆပေး300နဲ့ပေး250မြေကွက်တွေ36ကွက်ခွဲတန်းနဲ့ရယူလိုက်တာပေါ့နော်အဲ့ဒီလိုမျိုးရှစ်တမျိုးကွက်ရတမျိုးဖြစ်တဲ့အတွက်ကိုပဲနော်ပြောင်းလဲချိန်တန်ပြီးကနေပြီးပြောင်းဆဲချိန်တန်ပြီးဒါဆဲရမယ့်ချိန်ကြောင်းနေပြီးဆိုပြီးတော့အဲ့ချိန်တွေကကျွန်မဒီ2019ပေါ့2019ရဲ့စပြီးတော့ပြောင်းဆဲချိန်တန်ပြီးဆိုပြီးတော့ဒေါ်စုကြီးနဲ့ NLD ရဲ့ ရှေ့စကားနောက်စကားငေးမှုတွေတိုက်ခံပွားမှာလူထုကိုလိမ်နေခြင်းထဲခဲ့တဲ့ဟာတွေဥပမာအာကျွန်မတို့ NLD ပါတီအစိုးရဖြစ်ပထမဆုံးလုံးမှာကမြေဆုံစာချုပ်မှာဘလို့သဘောတူညီမှုတွေပါလဲဆိုတာပြည်သူကိုချပြမှာဖြစ်ပါတယ်အဲကချင်ပြည်နယ်မြကြီးနားကိုသွားတော့ကချင်ဝစ်ဆောင်ဝစ်ပြီးလူထုကိုလိမ်နေအမှန်တကယ်အစိုးရတည်တဲ့ခါကျတော့မြေဆုံစာချုပ်ကိုချမပြခဲ့အဲ့ဒီလိုမျိုးရှေ့တလွဲနောက်တလွဲပြောတဲ့အတွက်ကျွန်မပြောင်းဆဲချိန်တက်ပြီဆိုပြီးတော့စပြီးတော့အာဒီရင်ဒေါ်စုကြည်နဲ့ NLD ရဲ့ရှေ့စကားနောက်စကားမင်းမှုတွေကိုကျွန်မ တဲ့တလောက်ကျွန်မညံဆွဲညံတယ်မှာရှိတယ်နဲ့ကျွန်မဖော်ထုတ်ခဲ့တာပေါ့နော်အာဆိုတော့ကအဲ့ဒီလိုမျိုးကလိန်ကကျင်းနဲ့ရာယူခဲ့တဲ့မျိုးဝက်တွေအခုအစီပင်ကနေပြီးတော့ပြန်နဲ့တင်လိုက်တာတိတ်ကိုကောင်းပါရဲ့ဝမ်းသာရသတင်းကောင်းတစ်ခုဖြစ်တယ်အဲ့ဒီလိုမျိုးနောက်ထပ်သတင်းကောင်းတစ်ခုကိုကျွန်မကြားကျင်တယ်ကျွန်မအမျိုးတွေလည်းသတင်းကောင်းကိုကြားကျင်လိမ့်မယ်လို့ထင်တယ်လို့တဲ့နောင်လဲဆိုလို့ရှိရင် NLD ပါတီပိုင်ဆိုင်မှုတွေကိုနိုင်ငံတော်ပိုင်းဖြစ်သိမ်းဆည်းခြင်းဆိုတဲ့သတင်းအဲ့ဒီသတင်းကောင်းတစ်ခုကိုလက်ရှိနိုင်ငံရေးခင်းကြီးစတွေကကြားချင်တာ ် NLD ပါတီကိုမတရားအသိအဖြစ်မကြေညာသေးသူ၏ NLD ပါတီပိုင်ဆိုင်မှုတွေကိုနိုင်ငံတော်ပိုင်အဖြစ်မသိသိ၍ကြားသိရင်းဟာအချိန်မီအသက်သွင်းနိုင်တယ်ဒါကြောင့်မို့လို့ NLD ပါတီပိုင်ဆိုင်မှုတွေကိုသိမ့်ပါလို့ကျွန်မတောက်ရှောင်းပြောခဲ့တယ်။ဘာကြောင့်လဲအခုဥပမာအနည်းဆုံးဆုံးဖြစ်စဉ်တစ်ခု ပြောပြမယ်။အာမုံပြင်းနဲ့ဘင်းလေးမျိုးနဲ့ကြောင်းရတရာမုံပြင်းနဲ့ဘင်းလေးမျိုးနဲ့မဆော်တလား NLD ကနေပေါက်ဖွာလာတဲ့အကြောင်းဖတ်သမားတွေကမိုင်းခွဲပြီးဖြက်စီးလိုက်တယ်။ အဲ့ဒီလိုမျိုး NLD ကနေပြီးပေါက်ဖွားလာတဲ့ CRPA MUG PDF ဆိုတဲ့အကြံပတ်သမားကြီးရဲ့လက်ချက်ကြောင့်ပြည်သီးသွားတဲ့လမ်းနေတနာတွေအစိုးရရုံးနေနိုင်ငံတော်ရဲ့အခြေခံအဆောက်အုံတွေဈေးရုံဈေးကန်တွေစသည့်အရာတွေကိုပြန်လည်ပြင်ဆင်ဖို့အတွက်အာလာဒီပါတီပိုင်ဆိုင်မှုတွေကိုတိမ့်ပြီးတော့သူတို့ဖြတ်တဲ့အရာတွေကိုသူတို့ပိုင်ဆိုင်မှုတွေတိမ့်ပြီးတော့ပြန်လည်တိဆောက်တဲ့နေသူတို့တက်လို့ပေးခဲ့တဲ့အသက်တွေတွက်လည်းငဲ့ညာတဲ့နေဒါကြောင့်မို့လို့ NLD ပါတီပိုင်ဆိုင်မှုတွေကိုတိမ့်မှာတိမ့်မှာလို့ကျွန်မတစ်ချိန်လုံး အစိုးရကတိုက်တွန်းလို့လူထုကိုလည်းမျှဝေတယ်။ဒါပေမဲ့ဒီနေ့ဒီချိန်ကြီးပါတီပိုင်ဆိုင်မှုကိုမသိမ်းတဲ့အတွက်ဒေါ်ဆန္ဒမင်းတို့က NLD ပါတီကို ပြန်လဲအသက်သွင်းဖို့လမ်းကြောင်းဆလာတာလုံးဝလက်ခံပေးလို့မရဘူး။ဒေါ်ဆန္ဒမင်းရောဥက္ကကိုကြီးကတလေတန်နဲ့ပဲတလေတန်နဲ့ကလိန်ကကြစ်တွေ NLD ကနေပြီးတော့ခွဲထွက်လာတာချင်းတူတူဒေါ်သက်သက်ခိုင်တို့က အပြောမကြည့်ဘူးအညာမများဘူးအပြောနဲ့မဟုတ်ဘူးအလုံးနဲ့တတိပြရတယ်။ဘောဆန္ဒမင်းတို့ဥကူကိုရေးတို့ကအပြောကြည့်ပြီးအညာများတယ်လုံးဝယုံမရဘူး။အခုတော့ဆန္ဒမင်းတို့အုပ်စုကအနေဒီပါတီကိုပြန်လဲအသက်သွင်းဖို့ပြောနေခြင်းကလည်းပဲနိုင်ငံရေးကိုလှုပ်ဆောင်ခြင်းလုံးလို့မဟုတ်ဘူး။တကယ်အမေရိကန်နိုင်ငံရေးကိုလှုပ်ဆောင်ခြင်းနဲ့နိုင်ငံရေးကိုထမ်းဆောင်ခြင်းနဲ့ဆိုရင်တခြားအမည်နဲ့ပါတီလို့လုပ်ကြရတယ်။ဘာကြောင့် NLD အမည်ကိုပြန်သုံးကြတာလဲ။အဖြေကရှင်းပါတယ်။ NLD ပါတီပိုင်ဆိုင်မှုတွေကတိတ်ကိုများတယ်။ဘောခင်ကြီးဖောင်ဒေးရှင်းအမည်ခံပြီးတော့ငွေမဲတွေလာရောက်တော့စီမံကိန်း လိုမျိုးပဲတရားမဝင်နိုင်ငံခြားဝင်ငွေတွေစီးဆင်းပြီးပိုင်ဆိုင်မှုတွေများတဲ့အတွက် NLD ကိုပြန်လဲအသက်သွင်းဖို့ကြိုးစားတာပထမတစ်ချိန် ကြားသေးကိုတက်သွင်းနေဒုတိယတစ်ချိန်ကြားသေးကိုတက်သွင်းမယ်ဆိုလို့ရှင်တော့ကျမတို့ကိုယ်တိုင်ကပျောက်ဆဲချိန်တန်ပြီးဆိုပြီးတော့ဆိုးရကိုငါးကင်တုတ်ရမယ်အနေထားဖြစ်သွားလိမ့်မယ်။ဒါကြောင့်မို့လို့ NLD ပါတီပိုင်ဆိုင်မှုတွေကိုတိတ်နေ NLD ကိုမတရားသိမ်းပြင်ကျင်ညာလဲဆိုတဲ့တရင်ကောင်ကိုကျမကြားချင်ပါတယ်။ကျမအမျိုးတွေလည်းကြားချင်လိမ့်မယ်လို့ထင်ပါတယ်။ NLD ပါတီကပောက်ဖွားလာတဲ့ကျမသမားတွေဖြတ်စည်းလို့ပြက်စည်းသွားတဲ့နိုင်ငံတော်ရဲ့အခြေခံအဆောက်အုံတွေကိုပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာဒီပိုင်ဆိုင်မှုတွေနဲ့ပြန်လည်ပြီးထူထောင်ရေးလုပ်မယ်ဆိုတဲ့တရင်ကောင်ကိုကြားချင်တယ်။ဒါကြောင့်မို့ကျမတို့ပြည်သူတွေတလင်းတန်တဲ့ထွက်ဖို့ လိုပါတယ်နှုတ်ဆက်ပြီးမနေကြပါနဲ့ခင်ဗျားတို့အတန်းတွေကိုဖွင့်ဟကြပါ NLD ပါတီကိုမတရားအသိအပြေကျင်းညာပြီးပိုင်ဆိုင်မှုတွေပိမ့်ဖို့အစိုးရနားရင်ရောက်အောင်ရှင်တို့တွေကျွန်တော်တို့တွေဝိုင်းဝန်းပြီးအော်ပေးဖို့ကျွန်တော်တို့မှာတောင်းရင်ရှိပါတယ်